one piece လို့ပြောလိုက်တာ ਨੇ ခြေပြောလာတဲ့ပင်လေးရဲ့ထူးဆန်းတဲ့လူမျိုးစုတွေအဆုံးမသတ်နိုင်တဲ့ plot twist တွေရဲ့ရင်သက်ရှင်မဟုတ်ကောင်းတဲ့စွန့်စားခန်းတွေကိုတန်းပြီးတော့မြင်ရမှာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒါတွေအပြင် one piece လို့ပြောလိုက်တာ ਨੇ သူမှသွားလိုက်ရာတော့ခေါက်လိုက်နေတဲ့ကျွန်တော်ရဲ့ချင်းချင်းတရားတွေလိုပဲဘလို့မှခွဲခြားလို့မရတဲ့ culture တွေတခုတည်းရှိနေပါသေးတယ်။အဲ့ဒါတွေကတော့ theory တွေပါပဲ။ anime လောကမှာ one piece နဲ့ theory ီရိုရီနဲ့ one piece ဆိုတာဘလို့မှခွဲခြားလို့မရဘူးလို့ပြောလို့တော့ရပါတယ်အဲ့လိုပြောနိုင်ရတာကလည်း one piece fan တွေက theory နဲ့ပတ်သက်လာရင်ဟိုလာတယောက် interview မှာသာရှည်မိရင်တော့ဟာဒါ for sharing လောက်တာဆိုပြီးတော့သာရှည်တဲ့အတန်ကို decimal အထိတန်းပြီးတော့ theory ထုတ်လို့ရတယ်အလုံးသိတဲ့အတိုင်း one piece log မှာ theory တွေကထောင်ထဲကိုခြီးပြီးတော့ရှိပါတယ်ဒီနေ့မှာတော့အဲ့ theory တွေကညခွက်အပြောင်းဆုံးစောက်တလဲ theory တွေကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်နံပါတ်1ကတော့အလုံးသိရတဲ့ ခရိုကိုဒိုင်းကလူဖီအမေဆိုတာပါပဲမင်းကလေးကာရက်တာအသစ်ထွက်လာတိုင်းလူဖီအမေလူဖီအမေဆိုပြီးတော့ကီယိုရီအပြိုင်ဆိုင်ထုတ်နေကြတယ်ဒီမာတာမိခင်ရှာပွန်တော်ဖွင့်ပွဲကြီးမှာအထင်းဖြစ်ပြီးတော့ပလေးကြီးထီတန်းပေါက်သွားတာကတော့ကျွန်တော်တို့ရဲ့ချစ်လာသာသောကိုမီချောင်းဖြစ်ပါတယ်ဒီသီအိုရီကြီးကစားတယ်ဆိုရင်မဲ့ထုတ်တဲ့ကောင်ကလည်းသူ့အချောင်းမချက်နဲ့သူလာတာပါဒီသီအိုရီမှာပြောထားတာကခရိုကိုဒိုင်းကမွေးလာတော့ကအစော်ကြီးပါအဲ့ရနေဒရဂွန်နဲ့တချိပြီးတော့ဖီကိုမွေး အဲ့ကနေပင်လယ်ထဲမှာ wifi လို့နဲ့ညည်ရကနေရှုံပြီးတော့စိတ်နဲ့ကြပြီးတော့ dragon ရဲ့ border ivan ကောရဲ့ကူညီနဲ့ယောက်ျားအဖြစ်ပြောင်းထားတာပါတဲ့အဲ့တော့ဘာလဲလို့လဲဆိုတော့ရှောင်းလုံးက crash လေးက correction မပါလို့ကိုစီကခဏငှားတာကိုဒီကောင်မလေးငါ့ကိုကြိုက်နေတယ်ဆိုပြီးတော့လိုရဆွဲတွေးပြီး plane ပျော်မြူးနေတယ်လို့ပါပဲဖက်ခါချင်းရင်လဲမောင်မီချောင်းကတော်တော်ကြီးကိုကန်ဆိုးတဲ့ကောင်ပါပင်လယ်ထဲနေတော့က wifi တို့ဝိုင်းကျုံးလာခံရလို့ခေါ်ပေါ်တက်ပြီးမာဖီးယားလောက်ရင်အလာဘတ်စတာကိုသိမ်းနိုင်ဖို့လက်ထက်ရောက်ခါမှာ ဘဲခတ်ပေါ်လာမှမသိတဲ့ခလေးတအုပ်ရိုက်တာကိုခံရပြီးတော့အစီအစဉ်လေးပြန်ထောင်းနေကြထောင်းဝဲလွတ်ပြန်တော့လေရုပ်ကလည်းပဲ create ခုတွေရောက်တာတော့ဓာတ်ပုံထုံကြောင့်နေရင်းညာချင်းဘက်ကီးတစ်ဖက်ဖြစ်သွားရတာကနေအခုဆိုရင် dragon နဲ့ပါပေးစားခံနေရတာပါသူလည်းဒီ theory ကိုကြားရင်ဖင်ရှင်းနေတော့ပါပဲနမနှစ်ကတော့အင်မူရဲ့မျက်နှာအကြောင်းပါအင်မူကသူ့မျက်နှာကိုလူရှင်းမှာထုတ်ဝက်ပြရခြင်းပြီး drawing ကြောင့်ဖြစ်ပါလေတဲ့ အဲ့ဒါကသဘာဝကျတယ်လို့ပါပဲဘယ်နာရှိရလို့လဲပေါ့တကယ်ဟာကအခုမှလာမှာပါဒီထဲမှာပြောထားတာကလုံခဲ့တဲ့နှစ်ရှစ်ရာကဂျွားမိုင်းနဲ့အင်မူရိုရဲ့ဗလဲထဲမှာဂျွားမိုင်းကအင်မူကိုကြီးမားတဲ့တရားတစ်ခုပေးလိုက်ပါတယ်ဒါပေမဲ့အင်မူလိုနေသားကြီးနဲ့ဘလို့တရားကိုမစိုးပြန်ဟီးလို့ရနေပြီမယ်ဒီထဲမှာဂျွားမိုင်းပေးခဲ့တဲ့တရားတော့မပါခဲ့ပါဘူးဘာလို့ဆိုအားလုံးသိကြတဲ့အတိုင်းဂျွားမိုင်းကဆန်ခေါနီကာဖရီရဲ့ယူဆပါဒီဒီအစွမ်းက Tom Force လိုမျိုးဖြစ်ပြီးတော့ ဖက်ရံသူအပါအဝင်ပတ်ဝန်းကျင်တစ်ခုလုံးကို ကိုယ်ဆိုင်တဲ့ရှိတဲ့အတိုင်းပြောင်းလဲပြစ်နိုင်ပါတယ်။ဆိုတော့အင်မူနဲ့ချတော့ကဂျွမ်းဘွားရဲ့အနေထားဒီလက်ရှိလူပြင်းနဲ့ရှင်ရင်အများကြီးပိုချမ်းလာဖြစ်ပြီးတော့အဲ့ဒီဖေတယ်ထဲမှာလည်းအင်မူကိုလူမျိုးမခံနိုင်လောက်တဲ့ပုံစံမျိုးလက်စော်ပြီးတော့ပြောင်းမေးသွားတာမျိုးဖြစ်နိုင်ပါတယ်။အဆုံးသတ်မှာအင်မူကအနိုင်ရခဲ့တယ်ဆိုပေမဲ့ဂျောင်းဝိုင်းပေးခဲ့တဲ့ effect ကပါမင်းနဲ့ဖြစ်နေတာမဟုတ်လို့အင်မူလည်းအနိုင်ကစပြီးတော့ဝင်းယုံကြီးတစ်ခါခါနဲ့နေနေရတော့တာပါ။ပြောရရင်အင်မူကောင်းဖို့ကအချွန်ကြီးသုံးချောင်းက တရဖူးမဟုတ်ပဲဂျောင်းဝဲတက်ပေးခဲ့တာတော့ဖြစ်နိုင်ပါတယ်။အများရန်အရေးထဲကနေမျိုးလုံးနီနီကြီးနဲ့အော်ရာဖန်နေတဲ့ပြီးချဲဒါမှမဟုတ်စော်ကြီးကဝေယုံချလိုက်ခါမှရှေသွားသုံးရောင်းကျိုးနေတော့တယ်ဆိုတာကြီးကတော့တကယ်စားတာပါ။နံပါတ်3ကတော့ theory ဆိုတာထက် compliment တစ်ခုပါ။ဒီကကမရင်းဖော်မှာ5ဘက်ရဲ့အသီးကို black ဘက်ခိုးဝင်နောက်ပိုင်း trap ဖြစ်သွားတဲ့မီးတစ်ခုဖြစ်ပါတယ်။အဲ့ဒါတော့ black ဘက်တယောက်ဒီမေးပရိုနှလုံးစားနိုင်တယ်ဆိုတာကိုဝင်ရှိနေလို့ပါတဲ့။ အမှားကတော့ကြာပါလေလူတယောက်ကအသေးတစ်လုံးမစားနိုင်ကိုဝေရှင်းနေတော့နှလုံးစားလို့ရတာပေါ့တယ်လဲတက်နိုင်ကြတဲ့ကောင်းလေပါတကယ်လို့သာအိုရာတယောက်ဖွဲ့ပတ်စီရအသီးကိုလက်ဖက်ဘလို့ယူလဲဆိုတာကိုသာချမပြခဲ့ရင်အဲ့ပဲဘွာဟာကစီရအသီးကိုယူစားဖို့လုပ်တဲ့အချိန်မှာဟာဒီမျိုးဖို့တော်တော်စားနေတယ်ဆိုတော့နှမဘူးများလားလို့တော့ပြောလို့ရမှာပါနံပါတ်၄ကတော့ပီကာကကွီနာတိဆောကချင်းရဲ့တရားခံဖြစ်ပါတယ် ဒိုဖလမင်ဂိုဖွဲတဲ့ကပီကာဆိုတဲ့ဘနာနာတန်တဲ့ဘဲကိုတော့သိကြမယ်ထင်ပါတယ်။အဲ့ဘဲကကွီနာကိုတတ်ခဲ့တာပါလေ။အားလုံးသိကြတဲ့အတိုင်းကွီနာကလေကားပေါ်ကနေလိမ့်ကြပြီးတော့ရှော့လာခဲ့တာပါ။ဒါပေမဲ့တစ်ဖက်ကပြန်တွေးကြည့်ရင်လည်းအချိန်မှာကမ္ဘာအကြမ်းမဆုံးဌာနမဖြစ်လာမယ်ဆိုလိုလိုလူနဲ့လက်ရည်လူရှင်းချခဲ့တဲ့ကွီနာကလေကားပေါ်ကပြောကြအောင်နဲ့ဒိဆုံသွားတယ်ဆိုတာဖြစ်နိုင်ပါ့မယ်။အဲ့ဒါကြောင့်ဒီကိစ္စကိုနောက်ကြောင်းပြန်လိုက်ကြရင်လည်း Dress Rosa အားရောက်တဲ့အချိန်မှာပီကာကိုတရားခံဝိုင်းဖန်ကြတော့တာပါ။ဒီရတဲ့ပီကာကအရှိအရှိနိုမီကိုစားထားတာဖြစ်ပြီးတော့ သူကဘလို့ကြောင့်သရချာနဲ့မဆို mass လုံနိုင်ပါလေအဲ့ဒါကြောင့်ကိုင်းနာလေကောင်းဘောကဆင်းလာမယ်အချိန်မှာသူကလေကောင်းအောင်ဆောင်ပြီးတော့လှုပ်ချင်နေတာပါတဲ့နည်းနည်းတော့စားပါလေသူကလည်းသူကတော့ဟုတ်နေရပဲဆိုပေမဲ့ပီကားကဘာကိစ္စကလေးဘောစားတဲ့ကိုကူးတကာကြီးလာပြီးတော့လှုပ်ချင်ရမှလေဒီအတိုင်းချောင်းချောင်း theory တစ်ခုပါပဲ number 5ကလည်းကိုင်းနာကြောင့်ပါပဲမိခွက်ကတကယ်တော့ကိုင်းနာဖြစ်ပါလေတဲ့ ခွေနာကမိန်းကလေးတယောက်ဖြစ်နေတာကြောင့်ဒါတိုင်းလေးကြည့်ရမှာအခက်ခဲဖြစ်နေလို့စိတ်လက်ကျနေတဲ့အချိန်အိုင်ဗန်ကောနဲ့တွေ့ပြီးသူ့ကိုယောက်ျားလေးအဖြစ်ပြောင်းဝေဖို့တောင်းဆိုခဲ့တာဖြစ်ပြီးတော့အိုင်ဗန်ကောကလည်းခွေနာကိုအရေရောက်ပြီးသားယောက်ျားတယောက်အဖြစ်ပြောင်းပေးပြီးကူညီလိုက်ပါတယ်။အဲလိုနဲ့ခွေနာကသူ့ရဲ့တည်ဆောက်မှုကိုအထူးလုပ်ပြီးတော့ဇလိုထက်အရင်ပင်လယ်ထဲထွက်ခဲ့တာကနေ strongest woman ဖြစ်လာတာပါတဲ့ What What the fuck I think Roy smoke is something နံပါတ်6ကတော့သခင်ဘက်ကြီးကြောင်းပါသခင်ဘက်ကြီးကအင်မှုရဲ့သားပါတဲ့နည်းနည်းတော့ကြောင်းတော့နိုင်ပေမယ့်ဒီ theory မှာလည်းသူ့ထောက်ထားတဲ့သူရှိပါတယ်ဒီမှာပြောထားတာကတော့ Godberry incident ထဲမှာရှန့်ကိုရောဂျာတွေ့ရှိပြီးတော့မွေးသားခဲ့တဲ့အချိန်မှာအန်ဂီကိုကတခါရဲတွေ့ခဲ့ပြီးတော့သင်မော့ဘောခေါ်သွားခဲ့ပါတယ်ဒီလိုတွေ့ရတာကလည်းနောက်ွယ်ကအင်မှုရဲ့ကြိုးကန်မှုကြောင့်ပါတဲ့အင်မှုကရောဂျာတယောက် One Piece ရတနာကိုရှာတွေ့တော့မယ်ဆိုတာကိုသိနေတာဖြစ်လို့ သူ့ရဲ့သားဖြစ်သူဘာကီပေါ့စာလေးကိုရှက်တဲ့မနီမူဝေးမှာထားခဲ့ပြီးတော့စပါရယ်ဖြစ်ထွက်လိုက်တာပါဒါပေမဲ့လက်တင်မြောက်ခင်ဘာကီကဖြားပြီးဆက်လိုက်နိုင်တော့တာကြောင့်အမှုရဲ့စီစဉ်ကပြသသွားခဲ့ရပါတယ်အဲဒါကြောင့်ဘာကီကိုပြန်မခေါ်တော့ဘဲဒီအတိုင်းထွက်ထားပေးလိုက်တာပါတဲ့နောက်တစ်ချက်ကဘာကီကမြဲလို့လို့ကန်ကောင်းနေတတ်တာပါသူကကန်ကောင်းတာကသူများရဲ့နဲ့မတူဘဲနဲ့လုံးကျွန်းကြီးကိုကန်ကောင်းနေတာဖြစ်ပြီးတော့ is blue မှာတိုင်ပတ်နေတဲ့ပါရေဘွားကနေဘာကာဒါဒဗလိုမန့်ရဲ့လို့မှရှိရှိမမမရှိပဲ ကံတစ်ခုနဲ့ယွန်ကိုတက်ဖြစ်သွားတာပါဒီလိုကံကောင်းတာဒီသူယောသားယုတ်မဟုတ်ပဲနောက်ွယ်ကအင်မူကြီးကလုံပေးနေတာပါနောက်ဆုံးအချက်ကတော့ဘဂီကအင်မူသားလို့ပြောရချင်းရဲ့နောက်ွယ်ကမျိုးပိစာအဆက်ဆက်မှုပါပဲအင်မူဟာဗီဗီချန်တို့ရဲ့နဖတရီကလန်ကဒန်နာယီလာမေတ္တိဖြစ်သူပရင်းဆက်လီလီနဲ့နှိကက်တဲ့ဆက်နွယ်မှုတစ်ခုရှိပါတယ်ဆိုတော့ theory အပေါ်အခြေခံထားတာပါပြောရရင်နဖတရီကလန်က Princess Lily ရော Vivi ရောကအလွန်ရှားပါတဲ့အပြောင်းအလဲဆန်တဲ့ပိုင်ရှင်တွေပါပြီးတော့ဟုတ်ပါတယ်တခင်ဖက်ကြီးရဲ့ spin ကလည်း ြောင်းပါပဲဆိုတော့ဒါဟာတိုင်းဆိုင်မှုတစ်ခုတသက်မဟုတ်ခဲ့ဘူးဆိုရင်ဘာကြီးဟာအင်မှုနဲ့မျိုးတော်နေနိုင်ပါလေဒါပေမဲ့ဒီ theory ကအမှားကြီးတစ်ခုမယ်အားလုံးသိကြပါလေဘာလို့ဆိုရင်ခင်းဘာကြီးဟာကိုရာရဲ့သားမဟုတ်လို့ပါပဲနံပါတ်9ကတော့နည်းနည်းကိုရီးယားကဆန်ပါလေဆိုလိုဟာတကယ်တော့ trader တစ်ယောက်ပါဆိုတဲ့ theory ပါအားလုံးသိကြတဲ့အတိုင်းဆိုလိုကလူဖီနဲ့မတွေ့ခင်ကပါရဟန္တာတယောက်ဖြစ်ပါတယ်ဆိုလိုရဲ့အကြံကလူဖီကိုပင်လယ်ဓားပြင်ဖြစ်အောင်ကူညီပေးပြီးတော့မှ သူကိုယ်တိုင်ပြန်ဖတ်မှာပါအဲ့ဒါဆိုပင်လယ်ဓားပြင်ကိုနိုင်တဲ့အတွက်ကမ္ဘာတော်သုံးထားသမှအဖြစ်အသတ်မှတ်ခံရမှာဖြစ်ပြီးတော့မီလီယံချီတဲ့စုကြီးတွေကိုလည်းတပါးရဲရရှိမှာဖြစ်ပါတယ်ဒီ theory ကသူကလည်းသူမိုက်တယ်ဆိုပေမဲ့မမလူဖရင်နဲ့သူဟာဝိုင်ကျွန်းသွားလိုက်မယ်ဆိုတော့ကျွန်တော်ရဲ့စိတ်ကူးတွေလိုပါပဲဆောင်းနေပဲတစ်ဆက်လေးမှမရှိပါဘူးဒီချာလာတော့ဒီ theory ကိုထုတ်တဲ့ဖက်ကကိုရီးယားဒရာမာတွေကြည့်ရများတာဖြစ်ရင် ဖြစ်ဟုတ်ရယ်စန်ဂျီဖန်တယောက်ပဲဖြစ်မယ်လို့ထင်ပါတယ်။နံပါတ်8ကလည်းဆိုလို theory ပါပဲ ဇိုရိုဟာရက်တေးကိုသွားမယ်နောက်ဆုံးလော့ပို့ဖြစ်တယ်လို့ပြောထားတာပါဒါကြီးကစားတယ်ဆိုပေမဲ့ဒီသူရီကလည်းသူ့အကြောင်းပြချင်းနဲ့သူတော့လာတာပါဒီမှာပြောထားတာကတော့ဇိုရိုဟာအရင်လမ်းပြောက်နေရတယ်ဆိုတာကသူ့ရဲ့ sense of direction က less day ကိုပဲအများညံ့ညံ့နေလို့ပါဒါကြောင့်ဇိုရိုကတနင်္လာကိုသွားတဲ့အခါတိုင်းသူ့ကိုယ်သူသတိမထားမိပဲ less day ရှိရဲ့ဘက်ကိုပဲလက်နာမှုပြီးတော့သွားမိနေရင်းနဲ့အမြဲလမ်းပြောက်နေရတာပါတဲ့စားပါလေပြောရရင် Grand Line စဝင်တဲ့က ရေပုံချီပြီးသွားနေတာတဲ့ဆိုလိုတာတမောပင်မောလိုက်ရင်ဘာပေါ်လီဂရစ်တွေမှာရှားနေစရာမလိုပဲ1ပြီးရှိရစီတော့အရင်ဆုံးတန်းရောက်ရင်ရှောက်နေနိုင်ပါတယ်အဲဆိုတော့ဗီဒီယိုလေးဟာဒီမှာပြပါပြီနောက်လည်းဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ content လေးထပ်ပြီးတော့တင်ပေးသွားအောင်ပါလို့ channel လေးကို subscribe လုပ်ထားပေးကြဖို့တောင်းဆိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်